ဒီနေ့မှာတော့ဂျပန်ဆန်မှာအရင်သုံးဝင်တဲ့ဒရမာလေးတစ်ခုကိုပြောပြပေးသွားမှာပါသူကဂျီဒရမာလေးပြီးတော့အန်မီရဲမှာခဏခဏကြားနေရတဲ့စကားလေးဖြစ်တယ်ပြီးတော့တီးထားမယ်ဆိုရင်ဂျပန်စကားပြောရင်ခါမှာသုံးဝင်လာမှာဖြစ်ပါတယ်အဲ့တော့ဘာလေးဖြစ်မလဲဆိုတော့ဒူးကြည့်ကြည့်ရအောင်ခါမိုရှိရဲ့မဆန်မင်းတို့ရဲ့ဘဝမှာတခုခုကိုတိတိကျကျမသိလို့ဖြစ်နိုင်နေဆိုပြီးတော့ပြောချင်တဲ့အခါမျိုးရေကြုံဘူးလားဥမာမင်းတို့မှာဒီစားရှိရေဆိုပါဆို မင်းတို့ဤစားမင်းတို့ပေါ်အိတ်ဆက်နေမယ်အဲ့လိုခါမျိုးတွေမှာဆိုရင် तू ကငါ့ကိုမချစ်တာဖြစ်နိုင်ရဲ့ဆိုပြီးတော့ပြောချင်တဲ့ခါမျိုးတွေမှာဂျပန်လိုခောက်မရှိရဲ့မဆန်ကိုအသုံးပြုလို့ရပါတယ်အဲ့တော့ခောက်မရှိရဲ့မဆန်ကိုအလွယ်ဘယ်လိုမှတ်မလဲဆိုရင်ဖြစ်နိုင်တယ်သူမဟုတ်ဖြစ်ချင်ဖြစ်မယ်ဆိုပြီးတော့မှတ်လို့ရပါတယ် အာဥမာကကိုကအဲ့ဒီအကြောင်းသိကြကြမသိဘူးဒါပေမဲ့ဖြစ်နိုင်တယ်လို့ပြောခြင်းတဲ့အခါမျိုးတွေမှာသုံးတယ်အင်္ဂလိပ်လိုဆိုရင်တော့ maybe နဲ့တူတာပေါ့နော်ဟုတ်တယ်လို့လည်းမပြောဘူးမဟုတ်ဘူးလို့လည်းမပြောဘူးကြည့်ချင်ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ရှာတော့ come share myself မှာကောင်းတဲ့ချက်တစ်ခုကဘာလဲဆိုတော့သုံးရတာလွယ်တာပေါ့နော်ဘယ်လိုသုံးရတာလွယ်ရလဲဆိုရင် verb တွေ adjective တွေဆိုရင် plain form ပြောင်း come share myself ကပ်မယ် နောက်ဆိုရင်နောက်တစ်တစ်ကိုဖြုတ်ခေါင်းဝင်ရှိရမဆန်ပေါင်းနောက်ဆိုရင်လည်းသူ့ရဲ့နောက်မှာခေါင်းဝင်ရှိရမဆန်လေးပေါင်းလာရုံနဲ့လွယ်လွယ်ကူကူသုံးပြုလို့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ခေါင်းဝင်ရှိရမဆန်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းလေးကိုရောက်လာခဲ့ပြီ။မင်းတို့ရဲ့လက်သွေးပွားမှာတကယ်သုံးချလို့ရတဲ့ grammar လေးတွေကိုအသုံးပြုပြီးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကြည့်ကြည့်ကြရအောင်။မင်းတို့ဘဝမှာကြောင်လေးတစ်ခါလုံးငွေးဘူးရပါပဲခွာ။တစ်ခါတလေမင်းတို့ကြောင်လေးရဲ့မျိုးလုံးကိုကြီးလိုက်ပဲဆိုရင် အာသူ့မျက်လုံးကနေမြင်နေရတာကသူပြောချင်တဲ့စကားတော့ကမတခင်ကတော့ဘာကြီးရှောက်လို့နေရလဲမသိဘူးဆိုပြီးတော့ကြောင်းလောင်းကြည့်နေမင်းတို့ကြည့်ခံရရရှိဘူးလို့ပဲပေါ့နော်အဲ့လိုအချိန်မျိုးမှာဆိုရင်ဘာလို့ရှင်းလုံးလိုက်ခေါ်ဝနေကံကိုရှင်းကြည့်တဲ့အနိုင်ခောက်မှရှင်းမှာစမ်းအဲ့လိုမျိုးပြောလို့ရတယ်ဆိုလိုချင်တာကကြတော့အာငါ့ရဲ့ကြောင်းလေးကသူ့မျိုးမယုံတာဖြစ်နိုင်တယ်ဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့မင်းတို့ရဲ့ဘဝမှာ crash တော့ရှိဘူးလိမ့်မယ်ကွာ မင်းတို့ crash ကမင်းတို့ကိုတစ်ချက်လေးကြီးလိုက်တဲ့အခါမျိုးဒါမဟုတ်မင်းတို့ကိုတကုတ်ကိုကြီးပေးလိုက်တဲ့အခါမျိုးကမင်းတို့ရဲ့စိတ်ထဲကနေပြီးတော့အာဒါဆိုရင်တော့သူကငါ့ကိုကြိုက်နေပြီကြိုက်နေပြီထင်နေဆိုပြီးတော့အဲ့လိုမျိုးတွေးပြတဲ့အခါမျိုးရရှိရဲ့အဲ့လိုအချိန်မျိုးတွေမှာဆိုရင်ခါလေဝါဝါတရှိမခုတ်တူကစကီခါမရှိမှာဆက်ဘယ်ချင်တာသူကငါ့ကိုကြိုက်နေပြီကြိုက်နေရဖြစ်နိုင်နေဆိုပြီးတော့တွေးလို့ရတယ်ကွာဂျပန်လိုတွေးလို့ရတယ် နော်နောက်တစ်ခုကကျတော့မင်းတို့က3333ဖြစ်နေမယ်အကုန်ကညီတော့ကြာဒါပေမဲ့မင်းတို့ရဲ့တငင်ချင်းကဒီနေရာသွားဖို့ခေါ်မယ်အိတ်စားတောက်ဆိုင်ကလည်းမင်းတို့ဘတ်ဂျက်နဲ့ပြန်ချိန်မယ်ဆိုရင်ဈေးကြီးအောင်ဈေးကြီးနေလိမ့်မယ်အဲ့လိုအချိန်မျိုးမျိုးတွေမှာဆိုရင်ခွန်တော်ရက်ဆက်တော်ရန်ကတခါရီခမှုရှင်ရမှာစံဒီစားတောက်ဆိုင်ကဈေးကြီးရဖြစ်နိုင် လိုမျိုးတွေတုံးလို့ရရပေါ့နော်အဲ့တော့ဒီနေ့တုံးသွားတဲ့ grammar လေးတွေကဘယ်လိုနေလဲစိုက်လားဆိုတာလဲအောက်မှာပြသွားခဲ့ပါအော်ဒါနဲ့မင်းတို့ကိုယ်တိုင်တိဆောက်ထားတဲ့ထောက်ဝင်ရှိရမှာစံပတန်လေးပါပတန်လေးကိုအသုံးပြုပြီးတော့တိဆောက်ထားတဲ့စာကြောင်းလေးရှိရင်လည်းအောက်မှာရေးပေးခဲ့ပါအောင်ဒီနေ့တော့ဒီလောက်ပါပဲ bye bye